မနာပါခင်ဗျာဒီတစ်ချိန်ကွာတော့အီရန်ကို အစ္စရေးကမကြားစေခင်ကတိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီရနော်ပွဲမှာတကယ်အကြောင်းရင်းကဘာဖြစ်နိုင်မလဲပေါ့ကျွန်တော်တို့လ ీల ာတွေ့ရှိထားတဲ့30ချက်တခုရှိပါတယ်အဲ့ဒီထဲကအချက်လက်တွေပေါ်ခြေခံပြီးဆွေးနွေးတော့တယ်ဒီရကြကတော့ ဒီလိုတင်ပါမှုတွေမြစ်တလာနဲ့ရင်းခံအကြောင်းတရားတွေကိုအမ်တရားဝင်ကြီးညာချက်တွေပေါ်ရတဲ့ပို့ပြီးနားလည်နိုင်ပါတယ်ဂျိုဒင်ကာကွယ်မှုတို့နျူကလ িয়ার အန်တီကိုဟန်တာဖို့လို့အစိုးရပြောင်းဖို့လို့ဆိုရတယ်အဲအဲ့ဒါတွေနဲ့ဒီ၃တချက်ထဲမှာပေါ်ပြထားတဲ့ခွဲခြမ်းစီပြမှုတွေကြားလိုက်တာကွာဟချက်တွေပါအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အီရန်ဘက်မှ၈၀ကျော်ဣသရေလကစေရုံအစုံဖြစ်နေဆိုတဲ့အရှိပါပထမဆုံးဣသရေလတရားဝင်အကြောင်းပြချက်တွေဒီ၃တချက်က ဘလူမီးခွန်းထုတ်ထားတယ်ဆိုတာကြည့်ရမယ်။ပထမအချက်ကကျူတင်ကာကွယ်တိုက်ခိုက်မှုဆိုတာပါ။အီရန်ရဲ့နျူကလ িয়ার ချိန်ထောင်းမှုကဒီရေးပေါ်အခြေအနေဖြစ်နေပြီဆိုတဲ့သဘောမျိုး။ဒါပေမဲ့ဒီတုံးတဲ့ချက်မှာတော့အဲ့လိုရေးတက်ချီအခြေအနေဖြစ်နေပြီဆိုတဲ့ခိုင်မြဲသက်သေမတွေ့ရဘူး။ဟုတ်တယ်။အိုင်ရေလို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာအမှုညွှန်းဆိုရင်အေဂျင်စီရဲ့အစီရင်ခံစာကိုပိုကားထားပေမဲ့အဲ့ဒီလက်ကအချက်တွေကအသေးအစမ်းမဟုတ်ဘူး။ တော့ဒီတိုက်ပွဲမှုကတကယ်တမ်းမှာအချင်းအတော်ကြာစီစဉ်ထားပုံရတယ်လို့သုံးသပ်ထားပါတယ်။နောက်ချောင်းပြချက်တစ်ခုကနျူကလ িয়ার အစီအစဉ်ကိုချင်းမွန်းဖို့တယ်။ဒီနေရာမှာလည်းသုံးသပ်ချက်ကမေဟုတ်ထုတ်အစ္စရေးနိုင်ငံရဲ့အနေနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တစ်ခုလုံးကိုဖျက်ဆီးနိုင်ပါမလားဆိုတော့ပြီးတော့တကယ်တိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်တွေကိုချိန်ရင်လည်းနျူကလ িয়ার စစ်ရုံတွေခြေပေါ်မှာလုံးကြီးစခန်းတွေတံငွေမြေတွေရေနံတုံလုံးရုံတွေလို့စစ်ရေးအစိုးရဆိုင်ရာနေရာတွေလည်းပါတယ်အဲဒါကိုဖော်ပြထားတယ် ြီးတော့အီရန်ထိပ်တန်းလုံခြုံရေးအရာရှိပြောက်ဖြစ်တဲ့အယ်လီရှန်ခါနီကိုမျိုးမျိုးကိုလုံချံဖို့ကြိုးစားတယ်ဆိုတဲ့အချက်မျိုးကြတော့ဒါကနျူကလ িয়ার အစီအစဉ်ရပ်ဖို့အတွက်တခြားရည်ရွယ်ချက်တွေရှိနေနိုင်တယ်လို့သုံးသပ်ချက်ကဆိုရတယ်ဒီပေါ်မှာအမေရိကန်အီရန်ဆွေးနွေးပွဲတွေပြတ်အောင်လုပ်ဖို့တောင်းပဟုတ်အင်အားပြဖို့ဆိုတယ်တတိယတင်အောင်ဝင်အကြောင်းပြချက်ကအစိုးရပြောင်းတယ်ဝန်ကြီးချုပ်နေတန်ယာဟုထူတိုင်းကအီရန်ပြည်သူတွေကိုလက်ရှိအစိုးရကိုတော်လန့်ကိုတိုက်ခိုက်ခဲ့တယ် ဒါပေမဲ့ဒီ30ချက်ကတော့အဲ့ဒီလိုလုပ်ရတာအီရန်ပြည်သူတွေရဲ့မျိုးချစ်ဆက်ကိုပိုပြီးမြင့်တက်စေနိုင်တယ်။ပြည်မာချင်းချုံမှုကိုစန့်ကျင်တဲ့အစိုးရကိုပိုပြီးထောက်ခံသွားစေနိုင်တယ်လို့ဆိုတယ်။အစ္စရေးပြည်သူတွေတောင်တိုက်ခိုက်ခံရတဲ့အချိန်မှာအစိုးရကိုအရင်ကဝေဖန်ခဲ့သူတွေပါညီညွတ်သွားခဲ့တာကိုဥပမာပေးထားတယ်။အဲ့တော့ဒီလိုပြင်ပကတိုက်တာဒီတွဲမှာအစိုးရကိုစန့်ကျင်ဖို့အားပေးလိမ့်မယ်ဆိုတဲ့ယူဆချက်ကို အခြေအနေကိုနားလည်မှုလွယ်မှချင်းဒါမှမဟုတ်ကောက်ကျစ်တဲ့လက်ပြမှုတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ချက်ကဆိုရတယ်။ကဲဒါဆိုတရားဝင်အကြောင်းပြချက်တွေကသိပြီးခိုင်မှာမဟုတ်မရဘူးဆိုရင်ဒီသုံးသပ်ချက်အရာတကယ်အကြောင်းရင်းတွေကဘာတွေဖြစ်နိုင်မလဲ။ပထမဆုံးကတော့ဝန်ကြီးချုပ်နေတန်ယာဟူရဲ့နိုင်ငံရေးအခြေအနေကိုထောက်ပြတယ်။သူကပြည်တွင်းမှာဖျားရည်များနေတယ်။ဂါဇာရဲကြောင့်နိုင်ငံတကာထောက်ခံမှုကြာဆင်းလာတယ်။ ICC ကဖမ်းဝင်ရထုတ်နိုင်ခြင်း ICJ ဆိုဗီယက်ချက်တွေစတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရခြင်းပေါ့။ဆိုတော့ဒီတိုက်ခိုက်မှုက အဲ့ဒီအချက်လေးတွေကောင်းနေအာယုံလွဲဖို့ဘက်ပေါက်ရှာဖို့ကြိုးစားရမယ်ဖြစ်နိုင်တယ်လို့သုံးသပ်ထားတယ်။တိုက်ခိုက်ဖို့ကနင်းတဲ့ချီကြိုးတဲ့စီစဉ်ထားပြီးတော့ဖြစ်နိုင်ပြီးနေတဲ့ရဟူအတိုင်းနိုင်ငံရေးအရာအလွယ်ဆုံးအဲရွေးချယ်စရာမိပါလာတဲ့အချိန်မှာအကောင့်တွေပေါ်လိုက်တာမျိုးဖြစ်သွားတယ်။ဒီလိုလောက်ဆောင်ရချင်းရဲ့ပန်းနိုင်တော့ပါလေ။ဘုံကချက်ကထောက်ပြတာကတော့အီရန်ရဲ့ချင်းချောက်ဖို့ဟိုလိုကက်စ်သမိုင်းလိုလူတွေရင်းနှီးနေတာခေါင်းစဉ်ကိုတုံးပြီးတော့နိုင်ငံတကာ အထူးသဖြင့်အနောက်နိုင်ငံတွေ Global North ရထောက်ခံမှုကိုပြင်ရဖို့ကြိုးစားတာဖြစ်နိုင်လေဆိုတာပါပဲအထက်ကအချက်ကတော့ Israel ရဲ့ဖိတိုင်ကင်းလုပ်ဖက် Impunity လို့ခေါ်တယ် Israel ကဘာမဲလုံးလုံးဒီယူခံရမှာမဟုတ်ဘူးဆိုတဲ့အယူအဆကိုပြန်ပြီးခံရမှာပြသချင်တာဖြစ်နိုင်တယ်ဆိုတာပါဒီနေရာမှာလုံကြုံရေးဆိုတဲ့စကားလုံးကို Israel ကဘလို့အထူးပဲဖွင့်တယ်လေဆိုတာကိုဒီသုံးသက်ချက်ကစိတ်ဝင်စားစရာကောင်းတင်ပြတာသူတို့အမြင်မှာ ဣသရေလလုံခြုံရေးဆိုတာကဂျူးလူမျိုးအသာစီးဝါရကိုအခြေခံတယ်ပြီးတော့ကိုယ့်အကျိုးစီးဝါအတွက်ဘသူ့ကိုမစိုးဘယ်နေရာဘယ်အချိန်မှမစိုးအကျိုးဆက်ကိုစိုးရင်စရာမလိုပဲတိုက်ခိုက်အရေးယူနိုင်권ကိုဆိုလိုတယ်လို့ထုံးတက်ထားတယ်ဒီလိုလုံခြုံရေးစနစ်ကအမြဲတမ်းချက်ထွန်းဖို့လိုအပ်တယ်လို့ဆိုတယ်ဂါဇာယီမန်လေဘနွန်ဆီးရီးယားကနေအခုအီရန်အထိပေါ့ဒီအီရန်ကိုတိုက်ခိုက်မှုဟာအစရေးနဲ့နေတန်ယာဟူရဲ့အတွက်ဒီလိုလုံးဝပြစ်ဒဏ်ကိလို့ခွင့်ကို လောင်ကျေးထပ်တီအဆုံးစုံထိလှုပ်ဆောင်မှုတစ်ခုအဖြစ်ရှုမိနိုင်တယ်လို့သုံးသက်ချက်ကဆိုပါတယ်။ဒါကနေတန်ရဝုဘက်ပါဗီဒီယိုမှာအထောက်အကူသိသွားမလား။ပြည်သူတွေသူ့နော်မှာပို့ပြီးစုစည်းသွားနိုင်မလား။သုံးသက်ချက်မှာတော့အစရေးပြည်သူတွေကြားမှာတမျိုးပြောရင်ပျော်ရွှင်ကျေနပ်မှုလက္ခဏာတွေတွေ့ရတယ်လို့တစ်ဖက်မှာလည်းအေဘော်အခြေအနေကြောင့်ရှင်တန်ရေးကိုပဲအဓိကထားစဉ်းစားလာတဲ့အခြေအနေဥပမာဆိုင်နေမှာလူတွေတန်းစီပြီး PC တွေဝယ်တာမျိုးကိုတွေ့ရတယ်လို့မှတ်ချက်ပြုထားတယ် ဒါကနေတရာဟုအတွက်နိုင်ငံရေးအရာအချို့ရှိနိုင်နေပေမဲ့ဒီလိုချင်းနေမျိုးကရေရှည်မှာကြန့်ခန့်တဲ့အစရေလူဖွေစီတော့ကောင်းတဲ့လက္ခဏာဟုတ်ရလားလို့မေးခွန်းထုတ်ထားတယ်။ကဲအနည်းချုပ်ပြရင်တော့ကျွန်တော်စမ်းစစ်ခဲ့တဲ့အချက်လက်တွေအရဒီတုံးသက်ချက်တာဘာကိုအဓိကထောက်ပြနေလဲဆိုတော့အစရေရဲ့အီရန်ကိုတိုက်ခိုက်မှုဟာတရားဝင်ပြောနေတဲ့ကျူးတင်ကားွယ်ဖို့နျူကလ িয়ার အစီအစဉ်ရပ်ဖို့အစိုးရပြောင်းဖို့ဆိုတာတွေထက်မေတရာဟုရဲ့နိုင်ငံရေးအချက်အတဲ့တွေနဲ့အစ္စရေးနိုင်ငံရဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပြန်လဲအခိုင်အမာတိဆောက်လို့ရစန္ဒာတွေနဲ့ပိုပြီးပတ်သက်နေနိုင်တယ်ဆိုတာပါပဲ။နောက်ဆုံးအနေနဲ့ဒီ30ချက်ကနေဆက်ပြီးတွေးစရာအချက်လေးတခုခြံခဲ့ရှင်ပါ။အဲ့ဒါကတော့အစ္စရေရဲ့လုံယုံရေးအဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။အဲ့ဒါကအဆက်မပြတ်နီးမီးချဲထွင်မှုလိုအပ်တယ်ဆိုတဲ့အချက်။ဒီလိုလုံးဝပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုဆက်ပြီးရှားဖွေနေမယ်ဆိုရင်နောက်ဆက်ကပါဖြစ်လာနိုင်တယ်။ဒါကဒေတာတွင်းတည်ငြိမ်ရဲ့အတွက်ရောအစ္စရေလူ့ဘဝစီကိုယ်တိုင်အတွက်ရော